နာမည်ကြီးသရုပ်ဆောင်အကယ်ဒမီမင်းသမီးဖွေးဖွေးဟာယနေ့နိုဝင်ဘာ6ရက်နေ့လယ်ပိုင်းမှာစတင်ကအဆက်အသွယ်ပြတ်တောက်နေပြီးရွေးကောက်ပွဲအတွက်ဇကားမရိုက်သဖြင့်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟုတရညာထွက်ပေါ်လျက်ရှိနေကြောင်းသိရပါလေ။ဖွေးဖွေးမန်နေဂျာကို ဖုံးဆက်တာလုံးဝဆက်လို့မရပါဘူးအကုန်လုံးဝိုင်းဆက်နေကြတာပေါ့ဟုအမှုပညာသတင်းထောက်တအူးကပြောပါလေ ယနေ့မွန်လွဲပိုင်းတွင်ဖွေးဖွေးရုပ်ရှင်ရိုက်ကူးနေသည့်နေရာသို့လာရောက်သည့်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုသတင်းများထပ်ပေါ်နေတော်လဲတီးခြားအတိမပြုနိုင်သေးပါဘူး။ကျတော်ကြားတာကတော့သူ့ရှုတင်မှလာဖမ်းသွားတာလို့ကြားတယ်။တေချအတီးပြုတ်လို့ကတော့မရသေးဘူး။သိရတာနဲ့ပြန်ပြောပါမယ်ဟုတရုတ်ဆောင်တအူးကပြောပါတယ်။ဖွေးဖွေးဟာလက်ရှိအွန်လိုင်းပေါ်တွင်ပြန့်နှံ့နေသောသတင်းများအရရွေးကောက်ပွဲဇလန်တိုကိစ္စများတွင် ပူးပေါင်းပါဝင်ခြင်းမရှိသဖြင့်ဖမ်းဆီးခံရခြင်းထစ်တီဟုသိရပါတယ်။ ယခုထပ်ပေါ်နေသောသတင်းများတွင်တရုတ်ဆောင်အလင်းရောင်သည်လည်းရွေးကောက်ပွဲဇက်ကားကိစ္စများတွင်မပါဝင်လို့သဖြင့်ဖမ်းဆီးခံရသည်ဟုသတင်းများထွက်ပေါ်နေပါသည်။ရွေးကောက်ပွဲဇလန်တို့ရိုက်ခိုင်းဖို့စစ်တွေတာဖုံးမကင်ကြဘူးလို့သိရတယ်။ဒါကြောင့်သူတို့ကိုဖမ်းတယ်လို့ကြပါတယ်။ဟုရုပ်ရှင်အစည်းအရုံးနဲ့နီးစပ်သူတအိုးကပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကဒါရိုက်တာမိုက်တီဇံပူထုံးတက်လွင်နှင့်အောင်ချမ်းလူတရုတ်ဆောင်ကျော်ဝင်းထွက်နှင့်အုံတိုင်းတို့လည်းဖမ်းဆီးခံထားရတာပါ။